်ကျွန်းမြို့နယ်ရန်ကုန်စစ်တေကားလမ်းမိုင်းတိုင်အမှတ်160အနီးမှာဇန်နဝါရီလ10ရက်နေ့ညနေပိုင်းကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့နိုင်ငံတော်တိုင်းမြန်မာရုံးသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။ပုံနယ်ကျွန်းမြို့နယ်ရိုးတရုတ်ကျေးရွာနယ်တဲတက်ကျေးရွာကြားရန်ကုန်စစ်တေကားလမ်းမိုင်းတိုင်အမှတ်160အနီးမှာဇန်နဝါရီလ10ရက်နေ့ညနေ4နာရီမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတွားရောက်စစ်ဆေးခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာပါဝင်ခဲ့ပါတယ်။ အဲ့ဒီလိုစစ်ဆေးချက်အရကားလမ်းရဲ့အရှိတ်ဘက်ဆက်နက်ပေးခန့်အကွာမှာပေါက်ကွဲပြီးစနက်တန်အိမ်ကောင်းတစ်ခုတက်ခဲနှလုံးဆက်တက်ခဲအိမ်နှစ်ခုဝါကျိုးတွေနဲ့တွဲတန်းထားတဲ့ plastic အိတ်တထုံရမ်းထည့်ထားတယ်လို့ယူဆရတဲ့ပေါက်ကွဲပြီး plastic အဆနာတွေကိုတွေ့ရှိခဲ့ရပါတယ်။ ဲ့ဒီပေါက်ကွဲမှုကိုပြုလုပ်ခဲ့သူကိုပေါက်ကွဲအပ်ပုံမှတုံးတယ်အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့သိရပါဗျ။ဒါအပြင်ဇန်နဝါရီလ၁ရက်နေ့မော်လယ်ပိုင်းကမင်းမြမြို့ရန်ကုန်စစ်တွေကလည်းအနီမှာရှိတယ်။မေလွန်ရရဲ့မြောက်ဖက်၃မိုင်ကမှလက်လုံမိုင်းတလုံးတွေ့ရှိခဲ့တယ်လို့နိုင်ငံတော်တိုင်းမင်ငံယုံသတင်းထုတ်ပြန်ရေးကော်မတီကသတင်းထုတ်ပြန်ထားခဲ့ပါဗျ။မင်းမြမြို့ဈေးဟောင်းမိုင်းရက်ကွက်နေဦးထွန်းအေးကျော်ဟာဇန်နဝါရီလ၁ရက်နေ့မော်လယ်၂နာရီမှာမြေအောက်ကေဘယ်ကြိုးများတွေ့တမ်းမှုဆက်သွယ်ရေးဝန်ထမ်းတွေနဲ့လမ်းကြောင်းရှင်းလင်းစင်မာတော့ရန်ကုန်စစ်တွေကလည်း မေလွမ်းရွာရဲ့မြောက်ဖက်သုံးမိုင်ခန့်အကွာမှာလက်လုံမိုင်းတစ်လုံးကိုတွေ့ရှိခဲ့တယ်လို့သတင်းထုတ်ပြန်ကြမှာပါရှိပါရယ်။လက်လုံမိုင်းကို အရှိလေးပေခန့်အချင်းနှစ်လက်မှခန့်ရှိတန်ပိုင်မှာပန်နဆိုးနဲ့နိုင်ဖို့တက်ခဲကိုဝါယာကျိုးနဲ့ချိတ်ဆက်ပြုလုပ်ထားပြီးသုံးပေခန့်ရှိတဲ့ငါးမူးလုံးတန်ချောင်း၄ချောင်းနဲ့မြေကြီးမှာငုတ်ရိုက်တက်ဆင်ထားခြင်းဖြစ်ပြီးအဲ့ဒီလက်လုံမိုင်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတတ်မဲ့ပြုလုပ်ပြီးရှင်းလင်းခဲ့တယ်လို့သိရပါရယ်။